လာပါဒီကနေ့ကတော့အော်တိုဘာလ22ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့ပါလဲကျွန်တော်တို့အထူးခြားဖြစ်စဉ်တွေသတင်းတွေဒါတင်ဆက်သွားပါမယ်ပေါ့နော်တော့ပထမဆုံးတော့ဒါ30ငယ်30မှာပေါ့နော်စကိုင်း30မှာစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်ပြီးတော့တိုက်ကြားဖြတ်ပြီးတိုက်ခတ်နေရတယ်စစ်ကောင်စီစစ်ကြောင်းเนี่ยတော်တော်များတယ်တနိုင်ငံလုံးအနှံ့ဆိုရင်နေရာတိုင်းမှာလို့ပဲဒါသူတို့လုံမြားဟာတွေအကုန်လုံးကိုဒေါ်လိုင်းတပ်ဖွဲ့တွေကတရှိပြီးတော့တိုက်ခိုက်မှုတွေလုံနိုင်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့မှာလဲဒါဒါစစ်ကောင်စီဘက်ကအထိကိုက်တွေများသွားတယ်ပေါ့နော်20ရက်နေ့မနက်က ဒါတစေကနေပြီးတော့ကမ့်လူဘက်ကိုသူကဆုတ်တဲ့နေရဆုတ်တာပေါ့ဗျာအဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကတော်တော်လေးအထီးကများတယ်ပေါ့နော်ဒါကတော့ဖြစ်နေကြပါပဲဖြစ်နေကြဆိုထုံးစံပဲဖြစ်နေပြီစစ်ကောင်စီစစ်ကြောင်းစစ်ကြောင်းထိုးတယ်ရွာတွေကိုမြှို့မယ်ပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းမယ်ဒီလိုလာတဲ့ချိန်မှာတော်တော်လေးတပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့တိုက်ခိုက်မယ်တိုက်ခိုက်တဲ့အခါမှာစစ်ကောင်စီဘက်ကအထီးနာမယ်ထွက်ပြေးမယ်အဲဒါနောက်ထပ်ပို့ပြီးတော့ဒါသတင်းကောင်းနေဆိုရင်ဒါတင်စီရမီလက်နက်ခဲရနေရမယ်လောင်းလက်တွေရအဲအဲ့လိုပုံစံမျိုးပေါ့ဒါထုံးစံဖြစ်နေပါတော့အခုလဲဒါ တိုက်ပွဲအဲ့လိုဖြစ်တယ်ဖြစ်တဲ့ချိန်မှာစစ်ကောင်စီဘက်ကနေရာမှာတင်ဒါ9ဦးတေဆုံးတယ်ပေါ့နော်အခြားသတင်းတစ်ခုမှလည်းဒါ17ဦးတေဆုံးတယ်ဆိုပြီးတော့ဒါဖော်ပြထားတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒါတော်တော်များများမှာတော့9ဦးတေဆုံးတယ်ထားလိုက်တော့9ဦးနဲ့ဈေးဈေးလိုက်မယ်ထားလိုက်တော့9ဦးနဲ့ပေါ့နော်အဲ့တော့9ဦးတေဆုံးပြီးတော့17ဦးထိခိုက်ဒဏ်ရာရရဆိုတော့အဲ့ကြည့်ရတာကြိုပြီးတော့ထုတ်ထားလာမှမသိရနော်ဒီ17ဦးတည်းကထိခိုက်ဒဏ်ရာရသွား17ဦးတည်းကနောက်ထပ်6ဦးထပ်ပြီးတော့သိမယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးဒါကြိုပြီးတော့ဒါနမိတ်ဖတ်ထားပါပေါ့နော်အဲ့တော့ဒါ အဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာနေ့လယ်ပိုင်းလောက်မှာစစ်ကောင်စီဘက်ကအင်အားများပြားနဲ့တကားရင်ပြန်တက်လာတယ်အဲအဲ့တိုက်ပွဲဖြစ်တဲ့နေရာကိုပြန်တက်လာဘာလို့လဲတဲ့နော်သူတို့လာပြီးတော့ဒါပုံမှန်တိုင်းဆိုရင်တော့သူကဒီနေရာကိုဒါစစ်ကူလာပေးတယ်ပြီးရင်ဒီနေရာဒီမှာဒါပတ်ချာလဲဒါရှင်းလင်းတာတွေလုပ်မယ်ဆိုပြီးတော့ဒါယူဆတာပေါ့လေနော်ဒါပေမဲ့အခုတစ်ခေါက်လာတဲ့ဟာကအဲ့လိုမဟုတ်ဘူးသူကအလောင်းတင်ဦးလာတာအလောင်းတင်မယ်ဒဏ်ရာရတဲ့ကောင်တွေတင်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လာတာပေါ့နော်အဲ့တော့အဲဒီထိသွားတဲ့သူတွေတိတ်ဆုံးသွားတဲ့သူတွေအဲအဲ့အရာတွေကိုကားနဲ့လာပြီးတော့တည်ကြတယ်ပြီးရင် ဒါအောင်မြင်မှုကတော့တလိုင်းတက်ဖွဲ့တွေဘက်ကအထီးကိုက်မရှိဘဲနဲ့ပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်။အောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့တယ်ပေါ့ဗျာ။အဲ့တော့စိတ်မကောင်းစရာအလောင်းအလက်တော့မရလိုက်ဘူးပေါ့နော်အလောင်းတွေလည်းပြန်ယူသွားတယ်အလက်တွေလည်းမရလိုက်ဘူးနောက်ခါကျရင်တော့ရမှာပေါ့နော်ဒါတပ်ဖွဲ့တွေကတော့တကယ်ကိုစ조사ခဲ့တာဖြစ်တယ်အဲ့တော့တိုက်ပွဲတစ်ခုမှာအဲ့လိုမျိုးဒါအဆဆရအမျက်ဆုံးနေထွက်နေဖို့ကတော့ဒါမလွယ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုဘက်ကကောင်တွေကလည်းတနက်တွေကင်လာတာပြီးရင်သူတို့ကင်ထားတဲ့တနက်တွေကဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေတက်တော့အဆဆရရပြေဆုံးတာပေါ့နော်ဒါလက်နေကြီးလက်နေငယ်အခုပြေလက်နေအကုန်လုံးပါတာပေါ့ အဲ့လိုအနေထားနဲ့လာတယ်ခါလေဒါလေချောင်းပြုတ်ပေးတယ်အမြောက်ပြုတ်ပေးတယ်ကျွန်တော်တို့တပ်ဖွဲ့တွေဘက်မှာအဲ့လိုမရှိဘူးမရှိတော့ဒါစီစစ်ချောင်းတချောင်းကိုတိုက်ခိုက်နိုင်တဲ့အခါမှာအဲတိုက်ခိုက်နိုင်တာကိုကပဲကျွန်တော်တို့ကဝမ်းသာရမယ်အနေထားအဲဒီထက်ပိုပြီးတော့အောင်မြင်မှုရတာကတော့ခုနလိုပေါ့နော်အလောင်းလက်တွေပါတင်းစီရရှိတယ်ဆိုတဲ့ဟာမျိုးကတော့ဝမ်းသာခြင်းဆုံးမဟုတ်ပြီးရင်အဲ့ထက်ဝမ်းသာခြင်းဆုံးကအထီးကိုင်းမရှိအဲအခုလိုမျိုးပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတဲ့ဟာကပိုပြီးတော့ကောင်းတာပေါ့လေနော်ဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးတိုက်ပွဲဝင်နိုင်ခဲ့တာချီးကျူးလေးစားရမယ်ပေါ့နော်ပြီးရင်ဒါဒီတိုက်ပွဲကိုဒဇယ်မြို့နယ်ပါကဖတ် ရွှေဘိုခရိုင်အမှတ်52ဖြူဟာတရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမြို့နယ်ပါခါဖရေဦးပါခါဖလက်ယုံတက်ဖွဲ့အာမိုက်တယ်နော်တက်ဖွဲ့အများကြီးပဲအဲ့လိုမျိုးပူပေါင်းပြီးတော့တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်အဲ့တော့ဒီလိုမျိုးတိုက်ပွဲဝင်ပြီးတော့ဒါပူပေါင်းပြီးတော့လုတ်တဲ့ဟာတွေကိုပို့ပြီးတော့များများဖြစ်လာစေခြင်းနဲ့ဒါပေမဲ့မြေပြင်ကအရှိတရားတစ်ခုကဘာလဲဆိုတော့တခါလေကြရင်ဒါဒီတက်ပွဲလို့တော့ကျွန်တော်ကျွန်တော်မပြောဘူးပေါ့နော်အဲ့တော့ကျွန်တော်တခုအကြံပေးချင်တာကပေါ့နော်ဒါကျွန်တော်တချို့နေရာကတချို့တိုက်ပွဲသတင်းတွေကြားရတဲ့ခါမှာပေါ့နော်အဲတက်ဖွဲ့တွေကလည်းပြောကြတယ်ပေါ့နော် တိုက်ပွဲတိုက်မယ်ဆိုပြီးတော့ဒါစူးစီးကြတယ်တိုင်ပင်ကြတယ်ဒါစီးအစီမံချက်တွေဆွဲကြမယ်ဆိုပြီးတော့ခေါ်ကြတဲ့ချိန်မှာချုပ်ဖွဲ့တွေကအကြောင်းမျိုးကြောင့်မလာကြတာတွေရှိတာပေါ့ဗျာမလာကြဘူးဒါပေမဲ့လည်းတိုက်ပွဲလုံးတော့မယ်ဟေးဖန်တီးတော့မယ်ဟေးဆိုတဲ့ချိန်ကြတော့ဒါတက်ဖွဲ့က3 4ယောက်လာလိုက်နောက်တက်ဖွဲ့က5 6ယောက်လာလိုက်ဒါလိုဒါလိုမျိုးပုံစံမျိုးလေးနေပေါ့နော် လာပြီးတော့ပူပေါင်းတာရှိတယ်အဲပြီးတော့တိုက်ပွဲပြီးသွားပြီဆိုတဲ့ခါကျရင်ဒါအလောင်းလက်တွေရတယ်ဆိုရင်ခွဲတန်းတွေယူကြတယ်ပြီးရင်ခုနေရာကိုပြန်ကြတယ်ပေါ့နော်တိုက်ပွဲပြီးရင်ဆက်ပြီးတော့လှုပ်ဆောင်ရမယ့်တချို့ စီးရေးကိစ္စတွေစီးရေးအစီအမံတွေကိုဆက်ပြီးတော့မလုပ်ပြီးတော့ဘယ်နဲ့ဒါခွဲတန်းရတာနဲ့ပြန်သွားတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိခဲ့ဘူးလေလို့သိရတယ်။ကျွန်တော်တို့ကအဲ့လိုတော့မဖြစ်စေချင်ဘူးပေါ့နော်။အဓိကတော့ပေါင်းဆက်ပြီးတော့လှုပ်ဆောင်ကြတဲ့အခါမှာစလေဆုံးအကုန်လုံးပါပြီးတော့ပေါ့နော်။တကယ့်ကိုပြည့်စုံတဲ့အောင်မြင်မှုတွေဖြစ်စေချင်တာစစ်ကောင်စီကသိရတဲ့အတိုင်းပဲဒါအခုလိုမျိုးတို့အထိနာသွားပြီဆိုရင်အဲ့နေရာတွေကိုထပ်လာပြီးတော့အပြည်သူတွေကိုဒါပြဿနာရှာတာတွေဒုက္ခရောက်အောင်နှိပ်စက်တာတွေအဲပြီးရင်ဒါအဲ့နေရာမှာရှိတဲ့ကြံနေခဲ့တဲ့စစ်ကြောင်းကိုတိုက်ဖို့အတွက်လာတာမျိုးတွေလုပ်တတ်တယ်။အားကြအဲ့လိုမျိုး ါပြီးရင်ပြီးသွားတာပဲဆိုတော့ပုံစံမျိုးနဲ့မလုပ်ကြဘဲနဲ့ပေါ့နော်တကယ်စုပေါင်းပြီးတော့တိုက်ပွဲဝင်ကြတဲ့ပုံစံမျိုးတွေကျွန်တော်တို့ကဖြစ်စေချင်ပါတယ်ဒါတီတိုက်ပွဲကိုပြောချင်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်ရှေ့မှာကြားရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ပြောပြတာပါအခုလိုမျိုးဒါအားလုံးပေါင်းစုံပြီးတော့ပေါ့နော်စုပေါင်းပြီးတော့လုပ်တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကတကယ်မျှော်လင့်ခဲ့ကြတာပြည်သူတွေကလည်းတကယ်မျှော်လင့်တာအဲ့လိုမျိုးဟာကိုစစ်ကောင်စီကလည်းအယံကြောက်တာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီတိုက်ပွဲကလည်းအားရစရာကောင်းပါတယ်နောက်ခုကတော့ဒါ BGN နဲ့စစ်ကောင်စီပေါင်းပြီးတော့ပေါ့နော် KK ပတ်မှာဒါရုပ်ရှင်ရိုက်သွားရုပ်ရှင်ရိုက်သွားတဲ့ဟာနဲ့ ပတ်သက်တဲ့ဖြစ်စဉ်ကိုဒါ KNU ဒါဘိုးအလုံးမှုဆောင်ဖိုတိုဆော်ဒိုနီကပေါ့နော်ပြပြနှစ်နှစ်ဥမာဖေးလိုက်တယ်အဲ့ဒါကတော့ဒါ KK ဘက်ကိုဝင်စီးပြီးတော့ကြားပြန်နေနေအမိတက်မှုကပေါ့နော်ဖာကောင်းလုပ်တဲ့ပြည်သူစာနေနေပြပြနှစ်နှစ်ကြီးနော်ဒါဒါကျွန်တော်သူပြောတဲ့အတိုင်းပြောပြတာပါ အားလုံးတဲ့ပြည်သားနေသိရေးဇလန်းဆိုပြီးတော့ဒါပဲပဲနေနဲ့ဒါတုတ်ထလိုက်တာပေါ့နော်အဲ့တော့ဒီဥပမာကတော့ဒါကျွန်တော်တို့အများကြီးရှင်းပြကြမလို့ပဲနဲ့မျက်လုံးထဲကိုကွက်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 မြင်သွားစေမယ့်ဥပမာဖြစ်တဲ့အတွက်တကယ်ကိုကျင်းနဲ့အားရစရာကောင်းလာတယ်ပေါ့နော်အဲအဲ့အဲ့ဟာကလည်းဟုတ်လဲဟုတ်တယ်လေဒါစေကောင်းစီနဲ့ဘီဂျင်းနဲ့သူတို့တွေပဲပေါင်းပြီးတော့ဒီလိုလုပ်နေတဲ့အနေအထားကနေပြီးတော့သူကမဲဝင်ပြီးတော့စီးနှင်းပြတယ်ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံကာကိုပြချင်တာပေါ့ဗျာဒီလုပ်ငန်းတွေကိုသူတို့တွေလည်းတိုက်ဖြတ်နေပါတယ်အဲဒီလုပ်ငန်းတွေကိုသူတို့တွေလည်းလက်မခံပါဘူးဆိုတဲ့ပုံစံမျိုးလုပ်ပြလာပေါ့လေနော်အဲ့တော့ဒါ မျိုးတမျိုးစာလောက်တောင်မှရှိတဲ့ဒါအဆောက်အဦးရွာဆိုလဲရွာအကြီးကြီးစာရှိတဲ့အဆောက်အဦးရက်ွက်အကြီးကြီးစာရှိတဲ့အဆောက်အဦးတွေအများကြီးဗျာယာနဲ့ခြေတဲ့အဆောက်အဦးတွေဝင်စီးတာမယ်10ရောက်လောက်ပတ်ချလည်နေပါတော့10ရောက်တောင်ပြည့်ရလားမသိဘူးနော်တောင်းရိုက်တဲ့တည်းမှာမတွေ့ဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့ဝင်စီးခဲ့တာရှိတယ်ဝင်စီးတယ်ဆိုပြီးအပြပြခဲ့တာဝင်စီးပြခဲ့တာပေါ့နော်အပြိရနဲ့ဒါတို့ဒါလူနှထောင်နှီးပါပေါ့နော်အရောက်ရေအတွက်နဲ့ပြောမယ်ဆိုရင်ဒါလူနှထောင်ပတ်ချလေလောက်ကိုတို့ဖန်စီရရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးပြောပြမယ်အဲ့ တပ်ပုံမှတ်တမ်းနေတဲ့မှာတော့လူတွေမတွေ့ရဘူးပေါ့နော်ဘယ်တွေ့ရအောင်သူတို့လူတွေလေအဲကြတော့အဲအဲ့လိုပုံစံမျိုးနဲ့သူတို့တွေရုပ်ရှင်ရိုက်ပြီးတော့ဒါလက်ဝါးချင်းရိုက်ပြီးတော့ရုပ်ရှင်ရိုက်ခဲ့တာကိုဒါပြည့်ပြည့်နှစ်နှစ်ပြောဆိုလိုက်တဲ့ဥမာလေတကယ်ကောင်းတယ်ပေါ့ဒီကိစ္စနဲ့ပတ်သက်လို့လည်းစစ်ကောင်စီကဒါပြောရေးလိန်ခွင့်ရှိသူပေါ့နော်ပြောရေးလိန်ခွင့်ရှိသူဒါဇော်မင်းထွန်းကလည်းဒါဝါရဖြတ်မီဒီယာနဲ့ပြီးတော့သူထုတ်ပြန်လာတာရှိတယ်ဗျထွက်ပြောလာတာရှိတယ်အဲ့ဒါက KNU ကဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ် ပြီးရင်ဒါ online လောင်းကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးပြီးတော့တရုတ်နိုင်ငံထိုင်းနိုင်ငံအပါဝင်ဒေတာရင်းနိုင်ငံတကာပေါ်မှာရာဇဝဲမှုတွေကျူးလွန်နိုင်အောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ပေါ့နော်ပြီးရင်ပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့အဖွဲ့ဒီ KNU အဖွဲ့ကိုပေါ့နော်နိုင်ငံနဲ့ပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်ဆိုပြီးတော့ပြောသွားတကယ်တကယ်ရုပ်ပေါက်တယ်အဲ့ကောင်တွေတကယ်တကယ်တရားဒါမဲ့တခုရှိတာကသူတို့ကအဲ့လိုမျိုးထွက်ပြီးတော့ပြောတယ်ဆိုရင်ပေါ့နော် တချို့မသိတဲ့သူတွေကသို့လို့သို့လို့ဖြစ်သွားနိုင်တယ်ဝါတာမိုင်းမိတဲ့ခေါင်းတွေကလည်းအများကြီးပေါ့နော်အဲ့တော့ KNU ဆိုတာဘာမှမသိဘူး KI ဆိုတာဘာမှမသိဘူး AA ဆိုတာဘာမှမသိဘူးထိလည်းမထိတွေ့ဘူးဘူးဆက်လည်းမဆက်ဆံဘူးဘူးသူတို့ရဲ့သဘောထားတွေလည်းနားမလည်ကြဘူးစစ်ကောင်စီပြောသမျှအဟုတ်အမှန်တွေထည့်ပြီးတော့ဒီတပ်ဖွဲ့တွေကိုတပုံလို့တမုတ်နေတဲ့သူတွေကလည်းအများကြီးရှိတာပေါ့နော်စစ်ကောင်စီတပ်ထဲမှာဆိုအဲ့လိုပို့ဆိုးပါလေကျွန်တော်တို့ဒီကိုယ်တိုင်ကစအဲ့လိုမျိုးဝါတာမိုင်းတွေမိခဲ့ကြတာပါပေါ့နော် အဲကြတော့စစ်ကောင်စီကဒီလိုမျိုးတွေထွက်ပြီးတော့ပြောပြီဆိုတဲ့အချိန်မှာဒီလိုမျိုးအဖွဲ့တွေကတော့အားရလိမ့်မယ်ပေါ့နော်။ဒါပေမဲ့လည်းသူတို့ရဲ့လောက်ရက်တွေနဲ့သူတို့ရဲ့ပြောစကားတွေကဘယ်တော့မှမကိုက်ညီပဲနဲ့လိမ့်လည်နေတယ်လူလူကိုလှည့်စားနေတယ်ဆိုတာကတော့အုံနောက်ရှိတဲ့သူတိုင်းကတော့နားလေလက်ခံကြပြီးသားပေါ့နော်။အဲ့တော့အခုပြောလိုက်တဲ့အပေါ်မှာလည်းသူတို့ကလှုပ်ပြီးတော့ KNU လာလွဲချလာသူကအဲ အာ VJ နဲ့စစ်ကောင်စီရောက်ပါတော့အာဒါဒီဥစ္စာကပေါ့နော်ဒီလုပ်ငန်းတွေကနေပြီးတော့ KNU ကပါဝင်ပတ်သက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေပြောသွားတယ်အဲပြီးတော့ဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေကနေပြီးတော့ဒါပြည်သူနဲ့နိုင်ငံတော်အပေါ်မှာပေါ့နော်အဲအဖြတ်မောက်လုပ်ငန်းတွေအကြမ်းဖက်တပ်ဖြတ်မှုတွေလုပ်နေတာဖြစ်တယ်ဆိုပြီးပြောပါတပြန်တစည်းပေါ့နော်ညင်းစီကဤတပြန်တကယ်ဒီကောင်တွေကပဲတောက်လျှောက်ဒေတာအနှက်နေရာအနှက်ဒါလုံးဝဗျာဘုံတွေနဲ့လိုက်ကျဲအမြောက်တွေနဲ့ပြက်လက်နဲ့ကြီးတွေနဲ့ထု drone တွေနဲ့ဘုံကျဲ ်ဗရာမူတာတွေနဲ့တောင်ကျဲတယ်အခုဂျိုင်ယိုကော်ပိုရာတွေပါတယ်အဲ့လိုပုံစံမျိုးတွေနဲ့တောက်လျှောက်ပြည်သူကိုလိုက်လံပြီးတော့တပ်ဖြတ်နေတဲ့ကောင်တွေကအခုလိုမျိုးသူများကိုလွှဲချရဆိုတာရည်ကြလဲကောင်းတယ်ဗောနော်အဲနောက်တစ်ခုကတော့သူကရုပ်စာကအချိန်တိုင်းလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ဗောနော်အဓိကတော့ဒီကြားဖြတ်နဲ့ပတ်သက်လို့နိုင်ငံကာကအစဗောနော်ဒါလိုက်ပြီးတော့ရေစုံမြေစုံလိုက်နေတဲ့အချိန်တွေမှာအဲဒီလုပ်ငန်းအနေနဲ့ပတ်သက်လို့တို့လည်းပတ်သက်ထားတာရှိတယ်ရှိတာဖြစ်တဲ့အတွက်တို့ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်နေတာဖြစ်တဲ့အတွက်တို့ကဒါတွေကိုအလုပ်ပြတာ အာငါတို့မပါဘူးငါတို့မလုပ်ဘူးဆိုတဲ့ပုံစံမျိုးလုပ်ပြဒါအုံနောက်ရှိတဲ့လူတိုင်းအကုန်လုံးသိတယ်အုံနောက်မရှိတဲ့ကောင်တွေပဲယုံမှာပေါ့နော်အဲ့တော့ဒီဥစ္စာနဲ့ပတ်သက်လို့ပေါ့နော်ဒီလိုဆွဆွဲထားတာတွေဒီလိုမျိုးပြန်ပြီးတော့ဒါဇော်မဲလုံးကပြောထားတဲ့ဟာတွေနဲ့ပတ်သက်လို့တော့ဒါ KNU ဘက်ကတုံ့ပြန်တာမတွေ့ရသေးဘူးပေါ့နော်နောက်ထပ်များထပ်ပြီးတော့ပြပြနေနေတုံ့ပြန်လိုက်စမ်းပါဆိုပြီးတော့ဒါမျောတာပေါ့ပြီးတော့ဒီရက်ထဲမှာလည်းဒါ New Dollar ကြီးမှာပါဝင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များအကြားညှို့ညွတ်တဲ့ဒါဒေါ်လာရင်းတပ်ပေါင်းစုတည်းရဲ့ပေါ်ပေါက်လာမဲ့အကြောင်း KNL ဒူစီဦးစီးချုပ် ဒုပိုချုပ်ကြီးဘောကျော်ရဲကဩစတြေးလျနိုင်ငံရောက်ဒါမြန်မာနိုင်ငံသားတွေကနေပြီးတော့ကမ္ဘာထပြုလုပ်တဲ့ပေါ့နော်ဒါဆမ်မိုင်းမီဝင်ဘက်နဲ့တွေ့တဲ့ဒါပွဲပေါ့နော်အဲ့မှာဒီဆွေးနွေးပွဲမှာပေါ့နော်ဒါ online ကနေပြီးတော့တက်ရောက်ခဲ့တာဖြစ်တယ်တက်ရောက်ပြီးတော့ဒီစကားတွေပြောကြခဲ့တာဖြစ်တယ်ပေါ့နော်ဒါဘူပေါ်ပြောပြီဆိုရင်တော့အဲအကုန်လုံးကသဘောကျကြတယ်အကုန်လုံးကယုံကြည်ကြတယ်ဆိုတာကိုလည်းဒါသိရတယ်ဗာအဲ့ဟာနဲ့ပတ်သက်လို့ပေါ့နော်ဒီအတိပေးမှုကိုတကယ်အားရကြတယ်ဒီဟာဒီသတင်းစကားကိုကြားရတဲ့ပြည်သူတွေကလည်းအခုနကျွန်တော်ပြောသလိုပါပဲအ ကျန်တဲ့လူတွေပြောရင်တော့မှယုံကြည်မှယုံအောင်ပဲပေါ့နော်ဒါပေမဲ့အဖူပေါ်ပြောတယ်ဆိုရင်တော့ငါတို့ကလုံးဝစိတ်ချလက်ချယုံတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့တော့အဖူပေါ်ခုလိုမျိုးပြောလာတယ်ထုတ်ပြောလာတယ်ဆိုတဲ့ကတကယ်ဖြစ်လာဖို့အတွက်ရွယ်ပြီးတော့ပြောတာဖြစ်တယ် အဲ့လိုဖြစ်ဖို့ကိုလည်းလှုပ်ဆောင်နေကြမယ်လို့ယူဆတယ်။မကြာခင်အချိန်ကလည်းပေါ့နော်ဒါ KNU နဲ့ NUG ဒါလူကြီးပိုင်းတွေတွေ့ဆုံပြီးတော့ဒါရေရှည်တည်တက်ခိုင်မြဲဖို့အတွက် လက်တွဲပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတော့ထုတ်ပြန်ချက်တွေလည်းဒါထုတ်ပြန်ထားပြီးသားဖြစ်တယ်ပေါ့နော်။အဲ့ကြအဲ့လိုမျိုးအခြေအနေမှာဒီလိုသတင်းစကားကတကယ်ကိုအားရစရာကောင်းလာတယ်။အဲ့တော့စစ်ကောင်စီကရှေ့ပိုင်းကာလာလောက်မှာလေဒါ KNU အဖွဲ့ကိုပေါ့နော်အဲ KNU ကိုဒါအချမ်းဖက်အဖွဲ့အဖြစ်သူကကြီးညာခဲ့တာဖြစ်တယ်။အဲကြီးညာခဲ့ပြီးရဲ့နောက်ပိုင်းမှာဒီလိုမျိုးကြီးပေါ့နော်သူရွှန်ရှာမုန်းနှီးနေပါတယ်ဆိုတော့ဒါ NUG အစိုးရနဲ့ ဒါ KNU KNL နဲ့ပေါ့နော်ပေါင်းဆက်ပြီးတော့ဒါအလုပ်တွေလှုပ်ဆောင်မယ်ဆိုတဲ့ဟာတွေထွက်လာတယ်။အဲပြီးရင်အခုလိုမျိုးတပ်ပေါင်းစုပုံစံမျိုးသူအရန်ကိုကြောက်နေပါတယ်ဆိုတဲ့ဒါ BD ရဲ့တပ်ဖွဲ့တွေပေါ့နော်။အဲ့တပ်ဖွဲ့တွေနဲ့ပါနောက်ထပ်တပ်ပေါင်းစုပုံစံမျိုးနိုင်ငံသားဖွဲ့တွေနဲ့လက်တွဲညီညီလှုပ်မယ်ဆိုတော့ဟာသွားပြီစစ်ကောင်စီရ။သူမဖြစ်ချင်ဆုံးအရာတွေကြီးဒီဘက်ကလှုပ်ပြနေတာ။အမှန်အလိုပဲဖြစ်ရမှာ။အဲ့တိုင်းပဲကြုံရမှာ။မင်းအကြောက်ဆုံးကဘာလဲ။စီးလုံးတာညီညွတ်တာ။အေးအဲ့အကြောက်ဆုံးကငါတို့လှုပ်ပြမယ်။အဲအဲ့လိုပုံစံမျိုးဖြစ်ရ။အခုလည်းအဲ့ပုံစံမျိုးပဲ။ပြီးရင် BD ရဲ့တပ်ဖွဲ့တွေသူသွေးခွဲရတယ်။ ီတက်တပ်ဖွဲ့နဲ့ဒါဒိုင်းသားတော်လိုင်းတပ်ဖွဲ့နဲ့တွေးခွဲတယ်ပြီးရင် NUG အစိုးရနဲ့တွေးခွဲတယ်အဲပြီးရင် CRPH နဲ့တွေးခွဲတယ်အဲပြီးရင်ပီတက်တွေကိုအလင်းဝင်ဖို့ပြောတယ်အဲအဲ့လိုပုံစံမျိုးပြောခဲ့တဲ့ဟာစစ်ကောင်စီပေါ့နော်အဲ့တော့အဲ့ဒီသူကအသေးအံတဲ့ကိုဖိတ်ခေါ်နေတဲ့အချိန်မှာ PDF ကမလာတဲ့အပြင်ပေါင်းပြီးပါလုံအောင်မှာပြီးရော PDF ကလာစရာလည်းအကြောင်းမရှိဘူး PDF စစ်မှန်တယ်ဆိုရင်မင်းတို့ဒီလိုမျိုးပြောဆိုတဲ့စကားတွေပေါ်မှာယုံကြည်စရာအကြောင်းတစ်ချက်မှမရှိဘူး ပြည်ထောင်တဖွဲ့တွေကအဲဥစ္စာတွေကိုလက်မခံနိုင်တော့လို့ဒီလိုအခြေအနေထိရောက်အောင်လုပ်ခဲ့တာအဲ့တော့မင်းတို့ရဲ့ပြောစကားတွေကလီလိုက်နေမှာပဲပေါ့နော်ပြည်ထောင်တဖွဲ့တွေနားတယ်ရောက်ကြအကြောင်းမှမရှိဘူးမင်းတို့ကြိုက်တော့တက်လာခဲ့စိန်ခေါ်ပြီးသားအခွဲတွေရတယ်အဲ့တော့အခုလိုမျိုးပူပေါင်းပြီးတော့လုပ်မယ်ဆိုရင်မင်းတို့ပူတော်ဆိုးမှာမင်းတို့ပူတော်ဆိုးမှာဒီလိုမျိုးသာပူပေါင်းပြီးလုပ်မယ်ဆိုရင်အတွေ့အကြုံတွေပူရလာမယ်အထောက်ပံ့တွေပူကောင်းလာမယ်ပြည့်စုံလာမယ်ဒါပြီးရင်တိုက်ပွဲတွေပူပြီးတော့များများပေါ်ဆောင်လာနိုင်မယ်ပေါ့နော်အဲ့တော့အဲ့တော့မင်းတို့ကရာဒါတရဏဂုံနေပါတင်တာပေါ့နော်မနမိုးလင်းနိုင်ပါ အဲ့တော့စစ်ကောင်စီကဒါသူ့ရဲ့အကြောက်ဆုံးဖြစ်တဲ့အရာတွေကိုဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတကယ်လုပ်ပြနိုင်မှုလိုပါတယ်ကျွန်တော်တို့ဒီဒီလိုတပ်ပေါင်းစုဖြစ်ဖို့အတွက်ကိုအရန်ကိုမျှော်လင့်ခဲ့ကြတာပါဒီလိုစုပေါင်းပြီးတော့လှုပ်ဆောင်မယ်ဟေ့ဆိုရင်လည်းတကယ်ကိုအောင်မြင်တဲ့အောင်မြင်မှုကိုဒါယူနိုင်မယ်လို့လည်းကျွန်တော်တို့ကယုံကြည်ထားပြီးသားပါเนาะအဲဒါကြောင့်မလို့အဲ့လိုမျိုးအခြေအနေကိုရောက်အောင်ဆွမ်းဆောင်နိုင်မယ်ဒီလိုတပ်ပေါင်းစုတွေကိုတကယ်ဖြစ်တည်လာဖို့တကယ်မျှော်လင့်နေစစ်ကောင်စီရဲ့အကြောက်ဆုံးညာလည်းဖြစ်တယ်လို့အောင်အမြင်ဆုံးလက်နက်လည်းဖြစ်လာမယ်တပ်ပေါင်းစုတွေအမြန်ဆုံးပေါ်ထွက်လာကြဖို့ရည်ကြည်ပါတယ်နောက်တစ်ခုကတော့ဒါရေးမြို့နယ် ရင်းမြို့နယ်ဝါရဟိုင်းအဲဝါရဟိုင်းကျေးရွာပေါ့နော်အဲကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီစစ်သားတွေအဲစစ်ကောင်စီစစ်သားတွေကအဝိုင်းခံရတဲ့အခါမှာအကြောက်လုံပြီးတော့ထွက်ပြေးလို့ဇကိုင်းအောင်ဒီတိုင်းရခဲ့တယ်သူတို့သူတို့သူတို့ဒါနေွားတဲ့နေရာပေါ့နော် သူတို့ဒါစုဖွဲ့ပြီးတော့နေွားတဲ့နေရာစခန်းချွားတဲ့နေရာကိုဒါရေဘလူးအဖွဲ့တွေကဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲအဲ့ဒါကဘလို့ရှင်းလင်းလိုက်လဲဆိုတော့ခုနကလိုဝိုင်းထားပြီးတော့ပိတ်ဆို့ထားတဲ့အချိန်မှာရှေ့ဆက်မတိုးနိုင်ပဲနဲ့နောက်ပြန်ဆုတ်ရတဲ့အခြေအနေတွေကနေနောက်ဆုံးထွက်ပါပြေးရတဲ့အဆင့်တွေဖြစ်သွားအဲ့ဒါကတော့အားရကြကောင်းတယ်ဗောနော်အဲ့မှာသူကဒီစစ်ကောင်စီစစ်ကြောင်းကဗောနော်သူကဒီဝါရဟိုင်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ပြည်သူအယောက်30ကျော်ကိုဖမ်းဆီးခဲ့တဲ့စစ်ကြောင်းလည်းဖြစ်တယ်အဲအဲ့စစ်ကြောင်းကဗောနော်ဒါဒီသူတို့စစ်ကြောင်းထိုးမဲ့နေရာတွေကိုတွားဖို့လုပ်တဲ့အခါမှာ ဒီဒီရေဘလူးအဖွဲ့ကပေါ့နော်ရေဘလူးတပ်ဖွဲ့တွေကတတ်ရင်းကဒါပိတ်ဆို့တာတွေတားဆီးတာတွေဒါမျိုးပုံစံမျိုးတွေလှုပ်ဆောင်ခဲ့တယ်လို့သူတို့ဘလို့မှရှေ့ဆက်မတိုးနိုင်တော့လို့ဒါခုနဝါရခိုင်းကြေးရွာမှာပြန်ပြီးတော့ဆုဖွဲ့ပြီးတော့နောက်ဆုံးထွက်ပြေးတဲ့စင်တီဖြစ်သွားပေါ့နော်အဲ့တော့အဲ့ညမှာတာပြီးတော့ဝင်ရောက်ရှင်းလင်းတဲ့ခါမှာလည်းတို့ဆုတ်တီးဆုတ်ပြတ်နေခဲ့တဲ့ကောင်တွေပေါ့ဗျာအဲဆုတ်တီးဆုတ်ပြတ်လူကလည်းဆုတ်တီးဆုတ်ပြတ်အချင်းကလည်းဆုတ်တီးဆုတ်ပြတ်ဆိုတော့နေပုံထိုင်မှုကလည်းဆုတ်တီးဆုတ်ပြတ်ပေါ့နော်အဲ့လိုပုံစံမျိုးနေရာတွေကိုဝင်ရှင်းတော့ကိုယ့်အဖွဲ့လောက်မှာတနတ်သေးရေပေါ့နော်ပြီးရင်ဓာတ်ပုံမှန်တန်းနေလည်းတွေ့ရပါတယ်ဒါရေဘလူးဆိုရင် အဲ့ရေးဘူးလားလေဘယ်တော့မှသူအဲ့အင်ကြီးကောင်းကောင်းမပါဘူးဝဲလိုက်ကြီးကပဲအောက်ကအင်ကြီးတော့မပါဘူးပိမိပါပါနဲ့ပေါ့နော်တကယ်ဒါသူလဲစော်စော်နေတဲ့အဖွဲပဲပေါ့နော်အဲ့တော့ရေးဘူးနဲ့လည်းဒါကျွန်တော်တို့အင်တာဗျူးပုံစံမျိုးတွေလုပ်ပေးဖို့ရှိပါလိမ့်မယ်ပေါ့နော်အဲကျွန်တော်ချိန်ဆက်ပါမယ်အဲ့ဘက်ကသတင်းအခြေအနေတွေအားရစရာအကြောင်းအရာတွေကိုကျွန်တော်တင်ဆက်ပေးနိုင်ဖို့စူးစမ်းပါမယ်အဲ့တော့အဲ့အဖွဲတွေကလည်းအမြဲတမ်းမှစစ်ကောင်စီရဲ့သတင်းပေးတွေစစ်ကောင်စီ ီကြားပြတ်ပြီးတော့ဖမ်းနိုင်ခဲ့တဲ့သတင်းတွေအရှင်လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ဟာတွေစစ်သားတွေအရာခံမှုတွေအများကြီးအဲ့လိုမျိုးပုံစံမျိုးတွေကိုတောက်လျှောက်တောက်လျှောက်တောက်လျှောက်ဒါဖမ်းနိုင်ခဲ့တဲ့ဒါအဖွဲလည်းဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တွေသတင်းစိုးမိုးနိုင်မှုကြီးကလည်းဒါလက်ပြားကားတယ်ပေါ့နော်အဲ့ဒါလည်းအားရစရာကောင်းတယ်အဲ့တော့ဒီအော်ရိုဘာလာ20ရက်နေ့ညမှာလည်းဒါရေဘလူးတက်အခြေဆိုင်တဲ့နေရာပေါ့နော်အဲ့နေရာတဝိုက်ကိုအမေသတင်းလာယူတာလေဗျာမကြောက်မလန့်သတင်းလာယူတဲ့ဒါစစ်ကောင်စီသတင်းပေးမျိုးစော်ကိုအဲမျိုးစော်ကိုကို ါလက်ရဖမ်းဆီးနိုင်ခဲ့တယ်ဆိုပြီးတော့လည်းဒါသတင်းတက်ထားရှိတယ်ကျွန်တော်တို့ဆီမှာလည်းဒါဒီကနေ့ပတ်သက်လို့ဖြေဆိုထားတာရှိတယ်ဒီအာယူတောင်ကဒါအဲ့ကောင်ကပေါ့နော်ခုနကဒီမျိုးစော်ကိုဆိုတဲ့ကောင်ကအာယူတောင်ကဒီပြူစောတီလင်းဦးတို့တပ်ဖွဲ့မှာသူကရုံမိုင်းဆိုင်ရာတာဝန်ထမ်းဆောင်ဒီကောင်ကသတင်းလာယူတာဗျအဲအဲ့လိုပုံစံမျိုးနဲ့သတင်းလာယူတဲ့ဟာကိုထောက်လန်းပြီးတော့ချက်ချင်းပြန်ပြီးတော့ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ဒီသူ့ရဲ့ဒါချမှတ်ထားတဲ့ဥပဒေအတိုင်းပေါ့နော်စီမင်းစီကတိုင်းစစ်ဆေးပြီးတော့ဆက်လက်ပြီးအေးအေးယူသွားမယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့တော့ ရစ်ကောင်စီကအဲ့လိုသတင်းပေးတွေကိုခုနောက်ပိုင်းမှာကောင်းကောင်းအသုံးချလာတယ်တော်တော်များများဒီသတင်းပေးတွေကနေပြီးတော့သတင်းရယူပြီးတော့ဗောနော်ဒီနေရာတွေကိုလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လုပ်နေရတယ်ဒါကျွန်တော်တွေ့ရတယ်တော်လိုင်းနေမြေတော်တော်များများဟုတ်ဗောနော်ဒီလိုမျိုးသတင်းရပြီဟေ့ဆိုတဲ့အခါကျရင်လေသူကဘုံကျဲတဲ့အခါမှာဗောနော်အဲတိတိကျကျမဖြစ်နိုင်ဘူးဆိုရင်တော့မှအဲ့နောက်ပတ်ချလေကိုအပြုံလိုက်ကျဲတာအခုဒီနေ့မှာကိုပဲဒါဒီရက်ထဲမှာကိုပဲဒီဖားကန်မှာဗောနော်အော်တိုဘာ22ရက်နေ့ကဗောနော်စစ်ကောင်စီကဒါမနဲ့ ဟိုဟာမနေ့လင်းတဲ့အချိန်ပေါ့နော်ဒါခွန်တိုင်းပတ်စာလေးလောက်မှာလီတက်ကနေရောဘုံအချိန်ကြီးများစွာကျဲခဲ့တာဘုံအလုံးကြီး30ကျော်လောက်ကျဲခဲ့ဒါ KIA ဒါအမှတ်6တရင်နေမီတဲ့ကိုကျဲချခဲ့တာဖြစ်တယ်ဖားကန်ဘတ်မှာပေါ့အဲ့လိုမျိုးကျဲချခဲ့တာကျဲချခဲ့တော့ကြတော့အလုံးကြီး30ဆိုတာသူကအကုန်လုံးအပြောက်လောက်တာပြောရအောင်အပြောက်အဲ့နောက်ပတ်စာလေးမှာရှိတဲ့ဒါခူအောင်နေနိုင်ပါတယ်ဆိုတဲ့နေရာတွေစုဖွဲ့နေနိုင်ပါတယ်ဆိုတဲ့နေရာတွေကိုအပြောက်စော်တာအဲ့ဒါကတည်င်းရလို့တည်င်းရလို့စော်တာ ဒါပေမဲ့ဒီထိခိုက်မှုနဲ့ပတ်သက်လို့တော့အခုဒီဒါကျွန်တော်တို့ဘာမှတစုံတရာထွက်ပေါ်လာခြင်းမရှိသေးဘူး။ဒါပြီးတော့ဒါပုံဝင်းနော်ဘူးကလည်းဒီဖာကန်ဘက်ကနေပြီးတော့ပေါ့နော်။ဒါစစ်တပ်ကဒါစီးရေးလှုပ်ရှားမှုတွေထူးထူးခြားခြားလုပ်နေတယ်။တက်ဖြတ်နာတွေစစ်ကူပို့တာတွေနေရာတိုင်းလှုပ်လာတယ်။ထူးခြားမှုတွေရှိနေတယ်ဆိုတဲ့ပုံစံမျိုးတော့ဖြေဆိုထားတယ်ပေါ့နော်။အဲ့တော့အခုလိုမျိုးဒါသတင်းရယူပြီးတော့ဘုံကျဲနေတဲ့ဖြစ်စဉ်တွေကခက်စိတ်စိတ်လေးတွေ့လာရတယ်။နောက်တစ်ခုကသူတို့ထပ်ပြီးတော့တိုက်မယ်ဆိုတဲ့နေရာတွေအဲထားပါတော့ဒီအခုကြောင်မဲကိုရရပြီဆိုတဲ့အချိန်မှာတီဘောကိုတိုက်မယ်။အဲ့လိုမတိုက်ခင်မှာတီဘောကို ဘုံကျဲပြီးတော့အမှုန့်ချတဲ့ပုံစံမျိုးတွေလည်းဇက်တိုက်လှုပ်လာနေတယ်ပေါ့နော်အခုဆိုရင်လည်းအဲ့လိုပုံစံမျိုးတွေမြေပြင်မှာတောက်လျှောက်တွေ့ရလိမ့်မယ်ပေါ့နော်ဒီတနေရာရသွားပြီဆိုတာနဲ့နောက်ထပ်သူတို့တိုက်မဲ့နေရာကိုလေချောင်းနားလေချောင်းကနေပြီးတော့ပေါ့နော်ဇက်တိုက်ဘုံကျဲတိုက်ခိုက်တာမျိုးတွေသူတို့လှုပ်လာနေတာတွေရှိတယ်ပြီးရင်သတင်းပေးတွေကနေပြီးတော့သတင်းရယူပြီးတော့ဘုံကျဲတိုက်ခိုက်တာမျိုးတွေဇက်တိုက်လှုပ်နေတာတွေရှိလာတယ်အဲ့တော့ဒီ KIA နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကဘုံကျဲတိုက်ခိုက်လို့ထိခိုက်တဲ့ဖြစ်စဉ်တရက်လည်းရှိမှရှိခဲ့တယ်။အဲ့တော့ကစက်တင်ဘာ18ရက်နေ့ကပေါ့နော်။ဒါရွှေကူမြို့နယ်ထဲမှာအားလုံးလည်းသိလိုက်မှာပါ။အဲ့ဒါ ဒီ KIA ကတင်တန်းလုံးမဲ့နေရာတစ်ခုကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်သွားတာဖြစ်တဲ့အတွက်ရောက်20ကျော်လောက်ဒေဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးတော့သိရအဲ့တော့ဒါတွေကလုံးဝအတိအကျတိနိုင်မှုခက်ခဲတယ်ခက်ခဲတယ်အဲ့ဒါကြောင့်မလို့စစ်ကောင်စီကဘယ်နေရာဘယ်ဒေသဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲမှန်းပြီးတော့သူကကျဲနေရဒီနေရာမှာရှိနိုင်တယ်ဟိုနေရာမှာရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးမှန်းပြီးတော့ကျဲနေရပါတော့ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့အဲ့လိုမျိုးသတင်းတိတိကျကျရဖို့အတွက်ကိုရှေ့မှာပြောခဲ့သလိုထောက်လိုင်းနီးဗျူကအဆုံသုံးတာအဆုံး ဒီတရောင်းစားဆိုလဲရောင်းဆောင်တယ်သူတို့အပိုင်နိုင်ဆုံးဇက်ွက်တွေပေါ့ဗျာဟုတ်တယ်မင်းတို့ကောင်းကောင်းနေအပိုင်နိုင်ဆုံးဇက်ွက်တွေပေါ့နော်တရောင်းစားလို့ပလုံကောက်တဲ့ကောင်းလို့အင်းအင်ဂျီယာမဲ့လို့အဲအဲ့လိုပုံစံမျိုးတွေနဲ့သတင်းယူဖို့လောက်ကြတာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတွေကသတိထားရမယ်ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရောဒေါ်လာမြေသူတွေရောဒါလုံးဝတာဝန်တည်တဲ့စိတ်နဲ့သတင်းပေးရမယ်ပေါ့နော်လုံးဝဗျာပြောချင်တာဒီဒီလိုမျိုးလူမျိုးမျက်နှာစိမ်းမျိုးကိုယ်ပတ်ဝန်းကျင်မှာတွေ့နေရပြီဆိုတဲ့ခါကျရင်ကိုယ့်ရဲ့တက်ဖွဲ့တွေကိုဒါဆက်သွယ်ပြီးတော့ဒီလိုဒီကောင်တော့တွေ့နေရတယ်ဘာလို့လဲမသိဘူး အနောက်ဆုံးဒါသတင်းနှိုက်တာမှာအစဒီကောင်နေစီကပြန်နှိုက်ပြီးပြန်ဖုတ်ဗျာရှုပ်လို့အဲ့လိုပုံစံမျိုးဒါသတင်းတွေဒါမပြန့်ဘူးအတွက်ပေါ့နော်ပြီးရင်သတင်းလာယူတာတွေမပါသွားဘူးအတွက်ကိုတာဝန်သိသွားတဲ့ပြည်သူတွေကလည်းပူပေါင်းပါဝင်ပေးစီခြင်းနဲ့ပြီးတော့တပ်ဖွဲ့အနေနဲ့လည်းပေါ့နော်ဒီသတင်းပေါကြားမှုတွေကိုအရင်ထပ်ပို့ပြီးတော့စီစစ်တာမျိုးတွေစက်မှတ်တာမျိုးတွေလှုပ်ဆောင်ကြစေခြင်းနဲ့